အားလုံးပဲမင်္ဂလာပါရှင်။မြချနာတရင်ဂျာနီရဲ့မချလာ73ရင်းနဲ့ရေဒီယိုစစံကိုတက်ဆက်ပြတော့မှာဖြစ်ပါရယ်။တနိုင်းမျိုးအတွင်းစစ်ကောင်းစီတန်းနဲ့ဒိတာတွင်ဗီဒီယိုဆက်တွေပေါင်းပြီးတော့စီးရီလှရှာတာတွေလှောက်ဆောင်နေပါရယ်။ စစ်တပ်နဲ့တင် जा ပေးတဲ့ကိန်းအရာရှိတွေကိုကျေးဇူးတင်တယ်လို့အန်ယူဂျီကပြောပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနေမြေပိုင်ဆိုင်မှုကိုလေးစားတင်တယ်လို့အိန္ဒိယမြန်မာနေဆက်ကကဘောချိုင်ဝမ်ဒေတာနဲ့ပတ်သက်ပြီးတော့အာဏာသိမ်းစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဘူချုပ်စောမင်းထွန်းကဒီကနေ့သတင်းစာကသတင်းပြောပါတယ်စားတဲ့တဲ့နေကိုသက်ဆက်ပြီးတော့မှာပါကျမတို့အစီအစဉ်သက်ဆက်သူမိုင်းနေဖြစ်ပါတယ် တနင်္ဂနွေအတွင်းစကောင်းစီတန်နေဒေတာတွင်ဗီဒီယိုဆက်တွေပေါင်းပြီးဆေးလှရှာတာတွေလောက်ဆောင်နေပါတယ်ထရီဆာကတက်ဆက်ပေးမှာပါ တနိုင်းမြို့အတွင်းစစ်ကောင်စီတပ်နဲ့ဒေသတွင်းပြည်သူစစ်တွေပေါင်းပြီးစစ်ရဲလှုပ်ရှားတာတွေလှုပ်ဆောင်နေတယ်လို့ကချင်လူလတ်ရဲအဖွဲ့အစည်း KNOKA တည်င်းနဲ့ပြန်ကြားရေးဌာနတည်င်းအစီအစဉ်ကနေမတ်လ12ရက်နေ့ကဖော်ပြချပါတယ်။မတ်လ17ရက်နေ့ကလည်းတနိုင်းတက္ကသကစစ်ကောင်စီတပ်ဖွဲ့နဲ့ဒေသတွင်းပြည်သူစစ်ပူးပေါင်းတပ်တွေနောင်ရန်ချောင်းတလျှောက်ကပြည်သူလူထုတွေလောက်ကိုင်းစားတောင်းနေတဲ့လေယာဆက်ကင်းတွေပဲစစ်ရဲလှုပ်ရှားတာတွေပြုလုပ်ခဲ့တယ်လို့ဆိုထားပါတယ်။ဒါအပြင် ဒူကောင်ရက်ခွက်ကဦးကျော်ခိုင်စုတို့နဲ့အတူပြည်သူတို့ဦးကိုဖန်စီသွားပြီးမတ်လ12ရက်နေ့ကပြန်လည်လွတ်ပြေးလိုက်ပေမဲ့ဘာကြောင့်ဖန်စီသွားရဲဆိုတာမသိရှိရဘူးလို့တရားပါတယ်။လက်ရှိအချိန်တနိုင်းမျိုးအတွင်ပြည်သူစစ်တပ်ဖွဲ့ကနေဖန်စီရာအပြင်စစ်ရဲလှုပ်ရှားတာတွေထူးခြားလှုံ့ဆော်လာတဲ့အတွက်ဒေသခံပြည်သူတွေစိုးရိမ်နေကြတယ်လို့လည်းဖော်ပြထားပါတယ်။ တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ KIA ရဲ့တပ်ရင်း74ရဲ့ရှေ့တန်းစခန်းနှစ်ခုကိုစစ်ကောင်စီတပ်နဲ့ပြည်သူ့စီပူပေါင်းတပ်ဖွဲ့တွေကနေမတ်လ6ရက်နေ့ကတပြိုင်တည်းတိုက်ခိုက်တင်ပိုင်နိုင်ခဲ့တယ်လို့ဝါရာစုပြည်သူ့စီတပ်ဖွဲ့ရဲ့ Telegram Channel ကနေသတင်းပေါ်ပြထားချက်အရသိရတာပါ။ မိုင်းတရာကျော်လောက်ကွာဝေးတဲ့မစ်ချနာတနိုင်လန်ဒရှောက်မှာလည်းစစ်ကောင်စီတပ်ရဲ့ဂိတ်စီခုကျော်လောက်ရှိပြီးတပ်သားတွေစောင့်ကြပြီးတော့ဂိတ်တိုင်းလူလူဂိတ်ဖြတ်ကျဲကောက်ခံနေတယ်လို့ခါသမတူဦးရဲ့ပြပြချက်အရာတရာပါဆက်သုံးစီအပြင်လန်ဒရှောက်လက်နက်ကိုင်အဖွဲ့အစည်းအတီတီကိုဖေးဆောင်ရတဲ့ဂိတ်ကျဲတွေပါပေါင်းရဲ့အတော့အပြန်ကုန်ကြစေဟာဆနေတဲ့ကြက်လောက်ရှိတယ်လို့လဲအချက်ပါကသမားကဇန်နဝါရီလအတွင်းမှာပဲမြစ်ချနာတဲ့ကြက်နယ်ကိုဖြစ်ချချပါတယ် ီဒီယိုလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 333တက်ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။စစ်တင်နန်းတင်ကြပေးတဲ့ခရင်အရာရှိတွေကိုကျေးဇူးတင်တယ်လို့ NUG ကပြောပါတယ်။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။ တမုတင်နအပစင်တင်မြင်ဆောင်2024တနဆင်ဘွဲကရဲဘော်တွေအတွက်အထူးဂုဏ်ယူကြောင်းနဲ့တင်ကြားပေးတဲ့အမတ်တစ်စစ်တေတာမူးနဲ့ KIA ကတင်နဆရာအရာရှိတွေကိုကျေးဇူးတင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမွန်ကပြောပါရယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုဥဆောင်ကုကဲမဲ့တပ်မှုတွေကိုမွေးထုတ်တဲ့တင်နန်းဖြစ်တဲ့အလျောက်အရေးကြီးတဲ့တင်နန်းဖြစ်သလိုတင်နန်းကာလ၃လပတ်လုံးစစ်ပညာကိုစာတွေ့လက်တွေ့သင်ယူလေ့ကျင့်ခဲ့ကြတဲ့ရဲဘော်တွေအတွက်ဂုဏ်ယူချောင်းနဲ့တင်နန်းဖြစ်မြောက်ရေးကူညီစစ်ဆင်ပေးခဲ့တဲ့အမတ်တစ်စစ်ဒေသမူနဲ့အတူကချင်လွတ်လပ်ရေးတပ်မတော် KIA ကတင်နန်းဆရာအရာရှိတွေကိုလည်းကျေးဇူးမှတ်တမ်းတင်တယ်လို့ဆိုပါတယ်။ လင်းနေတတန်ပြေဖို့လပိုင်းတာလိုတော့တဲ့ပြည်သူ့ကကွယ်တပ်မတော်ကိုဥဆောင်ပြီးအစစ်စစ်တော်တော်လိုင်းရေးတာဝန်ကိုထမ်းဆောင်မဲ့တပ်မှုကောင်းတွေပေါ်ထွက်ခဲ့ပြီးကိုယုံကြည်ကြောင်းနဲ့တပ်မတော်တခုတိဆောက်ရမှာတပ်မှုတွေရဲ့အခမ်းကဏ္ဍကအရေးကြီးကြောင်းပြောပါရယ်တပ်မှုတွေရဲ့ဥဆောင်မှုကိုကျိုးစွန်းအနစ်နာခံမှုနဲ့တပ်ကိုကောင်းတစ်ထက်ကောင်းအောင်နဲ့မာတစ်ထက်မအောင်တိဆောက်ရမှာဖြစ်ပြီးတော်လိုင်းရေးအောင်မြင်ဖို့နဲ့ပြည်သူတွေမျှော်မှန်းတဲ့ Federal Democracy ပြည်ထောင်စုအောင်မြင်စွာတိဆောက်ဖို့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာကြီးလေးတဲ့တာဝန်ရှိရလို့ဆိုပါရယ် တော်လိုက်ရင်အစောပိုင်းကာလမှာတက်တီဆောက်ရင်တနိုင်ကလုံးအတိုင်းတာနဲ့စီရေလှူရှားနိုင်အောင်ကြိုးပမ်းခဲ့ကြပြီးဒုတိယအဆင့်အနေနဲ့အင်အားစုစည်းထိုးစစ်ဆင်ပြီးတော့မြို့သိန်းစခန်းသိန်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံရယူနိုင်ခဲ့ပြီးဖြစ်တယ်လို့နောက်ထပ်တတိယအဆင့်အနေနဲ့တော့ PDF နဲ့မဟာမိတ်တော်လိုင်းရေးအဖွဲ့တွေအားလုံးတက်တွဲပြီးအင်အားထောင်တောင်းချီနဲ့အထွေထွေထိုးစစ်ကြီးကိုဆင်နွှဲကြမှာဖြစ်ပြီးဒီထိုးစစ်ကဆင်အာနာသိမ်းမှုကိုအဆုံးသတ်ပေးနိုင်မယ်လို့ယုံကြည်ကြောင်းလည်းပြောဆိုထားပါဗျာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနေမြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့အိန္ဒိယမြန်မာနေဆက်ကကပေါ်ချိန်ဝမ်ဒေတာနဲ့ပတ်သက်ပြီးတော့အာဏာသိမ်းစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စမင်ထွန်းကဒီကနေ့သတင်းစာကသဆင်ပြောပါရယ်။အိန္ဒိယမြန်မာနေဆက်တမူမျိုးနေကကပေါ်ချိန်ဝမ်ဒေတာကိုမနီပူရာပီနေထဲထဲတွင်ဖို့မရှလာဆေးရနေကကျင်းပါရယ်။အိန္ဒိယလွတ်တော်အစည်းအဝေးမှာအိန္ဒိယမန်နယောက်ကအဆိုတင်သွင်းတောင်းဆိုခဲ့တယ်လို့အိန္ဒိယသတင်းစာတွေမှာဖော်ပြလာတာလည်းဖြစ်ပါရယ်။ ကဘောချေဝန်ဒေတာကိုမနီပူရာပီနေတဲ့ထေဖို့ BJP ပါတီရဲ့အထက်လွတ်တော်အမတ်လေရှန်လာဆာနာဂျာရီဘာကအထက်လွတ်တော်မှာတောင်းဆိုခဲ့ရလဲဖြစ်ပါတယ်။အနာဒိစကောင်စီဘက်ကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေ့မတ်လ23ရက်နေ့ထုတ်သတင်းစာကားသစင်ပြန်လည်တုံ့ပြန်လာရလဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့နိုင်ငံရေးသမားအချို့အနေနဲ့မိမိတို့နိုင်ငံရေးအခုထေကိုပဲကြည့်ပြီးတော့နိုင်ငံဆက်ဆံရေးကိုပြောင်းမလုပ်သင့်သလိုမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနေမြေပိုင်ဆိုင်မှုကိုလိမ့်စားတင်နေလို့ဗိုလ်ချုပ်စမင်းထွန်းကပြောပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အသည့်ပေးတင်တာတွေပြောဆိုတင်တာတွေဆက်လက်လှုံ့ဆော်သွားမယ်လို့လည်းဆိုပါရယ်အထလောမြန်မာအိန္ဒိယနေဆက်သောင်းမှာတော့မနီပူရာပီနေကတိလက်နက်တပ်ဖွဲ့ဝင်အင်အားတုံ့ပြန်ထားတယ်လို့လည်းသိရပါဗျ။ ပြီးခဲ့တဲ့2023ခုနှစ်ကလည်း BJP ပါတီကကပိုးချဲဝန်တီတော်ကိုပြန်ယူပေးမယ်လို့ဆိုပြီးမိစိတ်မှုတွေလှောက်ဆောင်ခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်။ကပိုးချဲဝန်တီတော်ဟာ2230စတူရန်ကီလိုမီတာကျေဝန်ပြီးတော့တမူးမြို့နယ်တွင်ပါဝင်နေတာလည်းဖြစ်ပါတယ်။ကလေးဖြတ်ချရခြင်းရဲ့နောက်ဆက်တွဲဆိုကြတာဘာတွေဖြစ်မလဲ အလို့တမိတချို့မှာအကြောင်းမျိုးမျိုးကြောင့်ကိုဝင်ရလာတဲ့အခါမှာအချိန်လွတ်မှမလို့ချင်းတို့ဖြတ်ချဖို့နီးမျိုးစုံသုံးပြီးကိုဝင်ကို ဖြတ်ချတတ်ကြပါတယ်လက်တင်နဲ့အနိုင်မလို့လက်တင်မနိုင်လို့တိတ်ဆုံးသွားရတဲ့အမျိုးတမိတွေလည်းဒူးနဲ့တဲပါပဲဒါလို့ရင်ဒါဖြစ်မဲ့တိတိနဲ့အကာအကွယ်မယူကြပဲအတူနေရာကနေ ကိုဝင်ရလာတဲ့အခါအချို့ကတော့ကလေးတွေကိုစွန့်ပစ်တတ်ကြပါတယ် တချို့လဲလူမတိအောင်ကိုဝင်ဖြတ်ဆီးတောက်ရကနေကလေးတော့ပြက်ကြပေမဲ့မိမိတောက်လိုက်တဲ့ဆေးရဲ့ဆိုးကျိုးကိုလည်းတွေးမိကြပါမလားကိုဝင်ဖြတ်ချဖို့တောင်းတဲ့ဤအမျိုးမျိုးမှာပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်ဘာလို့လဲဆိုရင်ဖြတ်ချရမှာတချို့ကမိမကိုယ်တက်ကိုစပိန်စမုတ်တန်နဲ့ထိုးချပြီးဖြတ်ကြတလို့တချို့ကကြက်မွေးထိုးထည့်ပြီးဖြတ်ချကြတယ်ဒါရုပေဒါဆေးရည်ထည့်ပြီးဖြတ်ကြ အနိုင်တဲစီကအပေါ်ကနေဖိနှိပ်ချခံပြီးဖြတ်ကြကြတရုတ်ကလာတဲ့ဆေးတွေအွန်လိုင်းပေါ်ကဆေးတွေတောက်ကြတယ်တကယ်ကိုနှီးမျိုးစုံနဲ့ဖြတ်ချကြတာအလွန်ကြောက်စရာကောင်းပါတယ်အဲ့လိုဖြတ်ချခြင်းရဲ့နောက်ဆက်တွဲကဘာတွေခံစားရမလဲဆိုရင်ကိုဝန်ဟာဖြတ်ချတိုင်းမပြက်ကြခြင်းကိုဝန်ကမပြက်ပဲတအိမ်ထဲမှာကလေးတည်နေခြင်းကလေးအတေမွေးခြင်းမပြက်ကြပဲမွေးလာခဲ့ရင် ကိုလက်အင်ကာမပြေဆုံးခြင်း ဝိရဘာယောဂများပါလာခြင်းစရတွေဖြစ်နိုင်ပါတယ်။တအိမ်ပေါက်သွားခြင်းကိုယ်ဝန်ဖြတ်ချရမှာတအိမ်ပေါက်သွားခြင်းကအဖြစ်များကြလို့တအိမ်ထုတ်ပြရတဲ့အပြင်အတက်အန္တရာယ်ကိုပါထိခိုက်ဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးတအိမ်နိုင်ရန်ချင်းပြီလို့မကူတခဲ့ရင် နောက်ထပ်ကလေးလုံးဝရနိုင်ခြင်းမရှိပါဘူး။တွေးထွက်လွန်ခြင်းတအိမ်ဖြစ်စီပြီးအလုံမလုံနိုင်ခြင်းဒေဒါအပိုင်းအစကြံနေခြင်း တရင်ခေါင်းအဝပျက်စီးခြင်းစတာတွေကြောင့်တွေးထွက်လွန်ပြီးအသက်ကိုဆုံးရှုံးနိုင်ပါတယ်။တရင်ခေါင်းကိုထိခိုက်ခြင်းကိုယ်ဝန်ဖျက်ချဖို့နီလန်းမျိုးစုံတရင်ခေါင်းအတွင်းထဲထိုးထည့်ပြီးဖျက်ချလိုက်ရတဲ့အတွက်တရင်ခေါင်းထိခိုက်ပျက်စီးသွားခြင်းတရင်ဦးထိခိုက်ခြင်းပေါက်ခြင်းပိုးဝင်ခြင်းဖြစ်တဲ့ခြင်းတွေဖြစ်တတ်ပါတယ်။ခနာကိုပိုးစိတ်တက်ခြင်းပိုးစိတ်တက်ခြင်းကမတန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ဖျက်ချခြင်း လက်ဖြစ်နိုင်ထုတ်ခြင်းကလေးအထဲတွင်တည်ဆုံနေခြင်းစီးရီထဲ့ခြင်းစရတွေကြောင့်ခနာကူအနံ့ပြန့်နှံ့တွားပြီးတွေးရစိတ်တက်နိုင်ပါတယ်စေဝါတွင်နဲ့ဖြတ်ချတဲ့အခါတက်ရှိတူဖြစ်တဲ့တတိတောက်ကိုတည်ဆင်းအောင်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မိခင်အတွက်လည်းအစိတ်အတော့တွေဖြစ်စေပြီးပိုဝင်ခြင်းတတိလက်ခြင်းကိုယ်တွင်စိတ်တက်ပြီးဖြားခြင်းတွေဖြစ်စေတတ်တယ်လို့ ိုကတအိမ်မှတဆင်တွေးကြော်ထဲဝင်ပြီးတော့တကူလုံးကိုပြန့်နှံ့ပြီးကိုတွင်းအင်ကားတွေအလုံးမလုံးတော့ပဲအသက်ပါဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးကိုဝင်ဖြတ်ချချင်းကြောင့်နောက်ပိုင်းကလေးမြူခဲ့ရင်တအိမ်ပြင်မှာတတိတဲချင်းတာဥအိမ်တာဥပြွန်ဝမ်ပိုက်စားတဲ့နေရာတွေမှာတတိတဲချင်းကိုဝင်ဖြတ်ချထားချင်းကြောင့်တအိမ်နေရာတွေမှာအမာရွတ်ရှိနေချင်းအမာရွတ်ကြောင့်အချင်းရှေ့ရောက်နေချင်းအချင်းရှေ့ရောက်ချင်းကြောင့် ကလေးကိုလက်အင်ကာချိုးရနိုင်ခြင်းလမစေပေါင်မပြည့်ပဲကလေးမွေးဖွားလာခြင်းအပြင်ကိုယ်ဖျက်ချတဲ့နီးတွေကြောင့်ပြွန်နေပိတ်ပြီးကလေးမရနိုင်ခြင်းဝမ်ဘိုင်အတွင်ပြည်တဲခြင်းကြောင့်ဦးလန်းချောင်းဖောက်ဖျက်ထုတ်ရခြင်းစီလန်းချောင်းပေါက်ခြင်းစတာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုယ်ဝန်ဖျက်ချခြင်းနဲ့နောက်ပိုင်းဆိုးကျိုးတွေကကြောက်စရာကောင်းပြီးလုံးဝကလေးမရနိုင်တာတွေအထိရှိပါတယ် ကိုဝင်ဖြတ်ချခြင်းကကလေး၁၀ရောက်မွေးတာနဲ့ညီမျှတယ်လို့ရှေ့လူကြီးတူမတွေပြောတာကြားဖို့ကြမှာပါကိုဝင်ဖြတ်ချပြီးဒီဆိုးကျိုးတွေအပြင်နောက်ပိုင်းဆိုးကျိုးထက်ရှိပါသေးတယ်အဲ့ဒါကတော့ရင်သားကင်ဆာဖြစ်ခြင်းနဲ့စိတ်ဝေဒနာခံစားရခြင်းပါရင်သားကင်ဆာပါကြောင့်ဖြစ်ရတာလဲဆိုရင်ကိုယ်ဝင်ရှိနေစေရင်သားကနှုတ်ထွက်စေတဲ့ဟော်မုန်းအပြောင်းအလဲရှိပါတယ် အပြောင်းလဲကြောင်းရင်သားဆဲတွေကင်ဆာဆဲတွေအဖြစ်ပြောင်းလဲနိုင်တယ်လို့ပုံမှန်ကိုယ်ဝန်ဆောင်ခဲ့ရင်တော့ကင်ဆာဆဲအဖြစ်မပြောင်းလဲနိုင်ပါဘူးကိုယ်ဝန်ဖျက်ချခဲ့ရင်တော့ရင်သားကင်ဆာဆဲအဖြစ်ရောက်နိုင်ပါတယ်စိတ်ဝေဒနာခံစားရခြင်းကိုယ်ဝန်ဖျက်ချခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတောင်မကစိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီးယူတွတ်သွားတဲ့အထိခံစားရနိုင်ပါတယ်ဒီကနေ့တရင်ချန်နေရေဒီယိုအစီအစဉ်ကို အပတ်စဉ်တနင်္လာနေ့ရနေ့တောက်ကြနေ့အထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြို့နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။